အားလုံးပဲမင်္ဂလာပါဒီနေ့ပြပြပေးသွားမယ့်အကြောင်းအရာလေးကတော့ operating system အကြောင်းဖြစ်ပါတယ်အဲ့တော့ operating system ဆိုတာပေါ့နော် essential software running in the background of a computer system အဲ့တော့ computer system တစ်ခုမှာကျွန်တော်တို့ computer ကိုသုံးနေတဲ့အချိန်မှာနောက်ကွယ်ကနေမှ background software တစ်ခုအနေနဲ့ run နေတာအရေးကြီးတယ်ပေါ့နော်အဲ့တော့ကွန်ပျူတာဆိုတာကျမတို့ပေါ့နော် hardware တစ်ခုရှိတယ်ကွန်ပျူတာဟို ဆင်လိုက်တယ်ပေါ့နော်အဲ့ Huawei မှာကျွန်တော်တို့အရင်ဆုံးဒီကွန်ပျူတာကိုအသုံးပြုဖို့အတွက်ဆိုဘာတရားလဲဆိုရင် operating system ကိုအရင်တရားတယ်ဒါကြောင့်မလို့ဒါက essential software တစ်ခုပဲသူကကွန်ပျူတာရဲ့ system ကွန်ပျူတာသုံးနေတဲ့အချိန်မှာနောက်ကိုရနေလုံးလုံးပေးနေတာပေါ့နော်အဲ့တော့ဒီ OS ကဘာတွေလုပ်ပေးလဲဆိုရင် important output operation အဲ့တော့သူ့ကိုကျမတို့ input တွေပေးလို့ရတယ် instruction တွေခိုင်းလို့ရတယ်နောက်တစ်ခုက तू ကနေမှာ process လုပ်ပြီးတဲ့အချိန်မှာကျမတို့ကို output တွေပြန်ပေးတယ်အဲ့တော့အဲ့လိုမျိုးပြန်ပေးတဲ့အချိန်မှာ user interface ဲ့တော့ဒါမျိုး OS ကိုသုံးဖို့အတွက်ဆိုရင် तू ကဒီကွန်ပျူတာကြီးကိုသုံးကျင်တယ်သုံးကျင်တဲ့အခါမှာကျမတို့တိုင်းတန်းသုံးလို့မရအောင်ဒါကြောင့်မို့ तू က user ရဲ့ user နဲ့ဒီကွန်ပျူတာရဲ့ဂျားကန်တစ်ခုအနေနဲ့လုပ်လုပ်ပေးတာဒါကြောင့်မို့လို့ user interface တစ်ခုအနေနဲ့လုပ်လုပ်ပေးတယ် for user to communicate with the computer အဲ့တော့ computer computer နဲ့ဒီသုံးပြတဲ့ user နဲ့ကြားမှာ communication လုပ်ပေးတယ် UI ပါဝင်တယ်ပေါ့နော် user interface လေးပါဝင်တယ်ပြီးရင် load the and running of a program to occur အဲ့တော့အဲ ီကွန်ပျူတာကိုကျွန်မတို့ကနေမှာတစ်ခုခန်းလိုက်တယ်ဆိုတော့ဘာလို့လဲဆိုတော့ data တွေကသူကလှုပ်ဆွဲတင်တယ် RAM ကိုလှုပ်ဆွဲတင်တယ်တင်းပြီးတော့ processing လုပ်တယ် processing လုပ်တယ် run တယ်လို့ခေါ်ပါဘာလို့ processing လုပ်တယ် program တစ်ပုဒ်ရေးလိုက်ပြီဆိုရင်ဒို့မို့ကျွန်မတို့ကနေ software တစ်ခုစုံလိုက်တယ်သူ့ကို instruction ပေးလိုက်တယ် instruction ပေးလိုက်တယ်အဲ့ instruction ကိုသူကလိုအပ်တဲ့ data ကိုလုပ်လုပ်တယ်လုပ်လုပ်ပြီးတော့အဲ့ program ကို run တယ်ပေါ့နော်အဲ့နောက်တစ်ခုကဘာတွေထပ်လုပ်လို့ရတယ်လဲဆိုရင် managing security အဲ့တော့ဒီကုမ္ပဏာကြီးလုံခြုံရေးချမှုရှိဖို့အတွက်နောက်ကိုရနေမှာပေါ့နော်အဲ firewall ပေါ့နော် window firewall လို့ဟာမျိုးပေါ့အဲ့လိုမျိုးနေလဲနောက်ကိုရနေမှာ security ဘိုင်းလည်းကာကွယ်ပေးထားတယ်ပေါ့နော်အဲ့တော့ OS မှာကျမတို့ဒီ OS ကိုအသုံးပြုမယ်ဆိုရင်နှစ်မျိုးအသုံးပြုလို့ရတယ် CLI ရဲ့ GUI ရဲ့ဆိုပြီးရှိတယ် CLI ကဘာလဲဆိုရင် command line interface အဲ command နေနဲ့ကျွန်တော်တို့ခိုင်းတာပေါ့နော်အဲ့တော့ GUI ကじゃ graphical user interface အဲ့တော့မြင်ရတဲ့ပုံစံလေးညီနဲ့ကျွန်တော်တို့တောက်တောက်ပြီးတော့အာရွေးချယ်တယ်ကလစ်တယ်ဒါမျိုးတွေနဲ့ခိုင်းတာပေါ့အဲ့ဒါကြောင့် GUI အဲ့တော့ CLI နဲ့ GUI ဆိုပြီးနှစ်မျိုးရှိပါတယ်အဲ့တော့ဒီဒီနေ့ပြပြပြီးမှာကတော့ CLI အကြောင်းကိုပြပြပြီးမှာဖြစ်ပါတယ် command line interface အကြောင်းပေါ့နော် ဲ့တော့ command line interface ဆိုတာ require user to type an instruction နဲ့ to choose an option နဲ့ from menu open software and so on အဲ့တော့ command line interface ကကျွန်တော်တို့တစ်ခုခုလုပ်ချင်တယ်ဆိုရင်သူကိုလုံးတာနဲ့ပတ်သက်ပြီးတော့ပေါ့ menu တွေကနေတစ်ခုယူမလားဒါမှမဟုတ် software ဖွင့်ရင်လားပေါ့အဲ့လိုဟာတစ်ခုခုလုပ်မယ်ဆိုရင်သူ့ကို instruction ကို type ပြိုက်ပေးရတယ် user ကတိုင်းမရပြရတယ်ပြီးတော့ user need to learn နဲ့ number of command နဲ့ just to carry out basic instruction ဲ့တော့ CNI မှာကြတော့ဘာပဲလှုပ်ချင်လှုပ်ချင်ကျမတို့ကအဲ့ဒီအလုတ်ကိုခိုင်းလို့ရတဲ့ command line လေးတွေကိုတော့အများကြီးရှိတယ်မဖိုင်ဖွင့်နေတယ်ဆိုရင်ပါအဲဒိုင်ထီတဲကိုသွားကျင်နေဆိုရင်ပါဒိုင်ထီချိနေတယ်ဆိုရင်ပါဒါမျိုးလေးတွေပေါ့နော်တခုသွားကျင်ဒီကျမတော့ကိုယ်ပဲလည်းရောက်သွားရပါ냐ဆိုတော့ဟို graphical user interface လို့ပေါ့နော်ကျမတို့ပုံမှန်သုံးနေတယ်ကွန်ပျူတာကိုကလစ်တဲ့နှိပ်တဲ့ရွေးချယ်တဲ့ဒါမျိုးတွေလို့ဆိုမရအောင်ဒါဆို command line တွေကိုသူကအရင်ဦးဆုံးလေ့လာထားဖို့လိုအပ်တယ် တော့ CNI ဆိုတာအဲတခုလုံးချင်းတယ်ဆိုရင်သူ့ကို instruction ကိုတိုင်ပင်ရိုက်ပေးရတယ်အဲပြီးတော့အဲတခုခု instruction နေပေါ့နော်တခုခုလုံးလုံးချင်းတယ်ဆိုရင်သူ့ကိုအဲ command နေပေးရတယ်အဲ့ command နေ user အကျိုးပြီးတော့လေ့လာထားရတယ်အဲ့တော့ CNI ရဲ့သူ့ရဲ့ advantages ပေါ့နော်ကောင်းတဲ့ချက်တရားကြတော့ the user is the indirect communication နဲ့ with the computer အဲ့တော့ computer နဲ့သူကပါလဲဆိုတော့ဂျားကန်မရှိဘဲနဲ့ direct communicate လုပ်တာ နောက်တစ်ခုက the user is not restricted to a number of pre predetermined option နဲ့အဲ့တော့ user မှာကန့်သက်ချက်မရှိဘူးကျမတို့ကကြ GUI နဲ့ပါကွာလဲဆိုရင် GUI မှာကြာ तू GUI user ကိုပြတစ်ခုပြထားတယ်အဲ့ပြထားတဲ့ဟာလို့ तू ခိုင်း तू ပေးခွင့်လုပ်တဲ့ဟာပဲအဲ तू လုပ်ခွင့်ပေးတဲ့ဟာကိုပဲကျမတို့ကလုပ်ခွင့်ရှိတာ အဲသူ access လုပ်ခွင့်ပေးတာကိုပဲလုပ်ခွင့်ရှိတာဒီ CLI မှာကြာအဲ့လိုမဟုတ်ဘူးကိုလုပ်ချင်တဲ့ဟာတွေကိုအများကြီးပဲလုပ်လို့ရတယ်အခုနိုင်ပေါ့နော် AI ဟာကြားထဲမှာရှိနေတယ်ကျွန်တော်တို့ command line ရင်းနှီးလေးတွေကတည်ရင်အကုန်လုပ်လို့ရတယ်ဒါကြောင့်မလို့သူက p device option လို့ restricted လုပ်ထားတာမရှိဘူး user ကြိုက်သလိုသုံးလို့ရတယ် it is possible တဲ့ to alter တဲ့ computer configuration setting အဲ့တော့ computer မှာကျွန်တော်တို့ network ပိုင်း computer ရဲ့ဘောနော်နောက်ကွယ်လောက်လောက်တဲ့ဘိုင်းတွေဒါမျိုးတွေကိုသွားခြင်းနေဆိုရင်ဂျာကျွန်တော်တို့က G GY เนี่ยอ่ะตั้วอ่ะอเซมเปียปะเนาะคอมมานด์ไลน์เนี่ยตั้วပြီးတော့ฉိတ်ตาปูပြီးတော့อเซมเปียได้แต่จําไม่รู้အဲ့တော့คอมพิวเตอร์ကို configuration မိုင်းနေလုံးမယ်ဆိုရင် CN line ကပို့ပြီးတော့อเซมเปียတယ်အဲ့တော့ CN line ရဲ့ disadvantages တွေလို့ပြောမယ်ဆိုရင် the user needs to learn the user number တော့ command အဲ့တော့ခုနကပြောခဲ့သလိုပဲသူ့ကို command နေပြီးခိုင်းရတယ်အဲ့ command နေ user ကြိုးပြီးတော့တိမာရမယ် မသိရင်သူကဘလို့လုံးလောက်အမှန်ကိုအဲသိမှာမဟုတ်ဘောနော်ဒါကြောင့်မလို့ command တွေကို command တွေအများကြီးကို user ကကြိုပြီးလမ်းလောက်ထားဖို့လိုအပ်တယ်ဟော all commands that need to be typed in နဲ့အဲ type time and error prompt အဲ့တော့ command တွေရိုက်တော့မယ်ဆိုခါလေး command တွေကကြိုပြီးကြည့်ထားတာအများကြီးဖြစ်တဲ့အတွက် command တွေအဲရောထွေးနေတာတွေအဲစလုံးပေါင်းမားတာတွေဒါမျိုးတွေဖြစ်နိုင်တယ်ပေါ့စလုံးပေါင်းမားပြီးရိုက်မိတာတွေအဲ့ဒါမျိုးဆိုရင် error ဖြစ်နိုင်ကြီးများတယ်ပေါ့နော် ဲ့တော့ each command နဲ့ match be type in နဲ့အဲ match be type incorrectly in နဲ့ correctly အဲ့တော့ command ရိုက်တယ်ဆိုရင်သူကတိတိကျကျမှန်မှန်ကန်ကန်ရိုက်မှသူကအလုပ်လုပ်တယ်စကလုံးစလုံးပေါင်းတွေလည်းမားလို့မရဘူးအဲ space bar တွေမပါဘူးဒါမျိုးတွေလည်းမားလို့မရဘူးပေါ့နော်ဟုတ်က it is more difficult to edit one command နဲ့ is enter အဲ့တော့ command တစ်ခုရိုက်ပြီးသွားပြီဆိုရင်အဲ့ဒါ အလုံးမလုတ်ခဲ့ဘူးဆိုတော့သွားပြီး edit လုပ်ဖို့ ਆ ခက်တယ်အဲ့ဒါကြီးကိုအဲ့ဒါကြီးတက်နေတာပေါ့နော်ဒါမျိုးဖြစ်နေတာဒါကြောင့်မလို့အဲ command တခုရိုက်လိုက်တယ်ဆိုရင်ဒီချိန်ရိုက်ပြီးသွားတယ်ဆိုရင်သူ့ကိုသွားပြီးတော့ပြင်ဖို့ရန်အတွက်ခက်ခဲတာတွေတော့ရှိတယ်ပေါ့နော်ဒါ command line interface ရဲ့ disadvantage list လေးတွေပါနောက်ကစီအန်လိုင်းကိုဘယ်လိုလူတွေဘယ်လိုဘယ်ချိန်မှာသုံးတင်လဲပေါ့နော်ဘယ်လိုလူတွေသုံးတင်လဲဆိုရင်ပရိုဂရမ်မာတွေတက်နီရှန်တွေဒါမျိုးတွေသုံးတင်တယ် အဲနောက်တစ်ခုက somebody တဲ့ who need to have တဲ့ direct communication with computer to develop new software အဲ locate error and so on နဲ့အဲ့တော့ကျမတို့ software တစ်ခု software တစ်ခု run လိုက်တယ်ဆိုပုံမှန် application software လေးတွေကတော့ကိစ္စမရှိဘူးเนาะ application software လေးတွေကိုဖွင့်တယ်ပြီးရင်အဲ့ထဲမှာရွေးချယ်စရာရှိရလေးရွေးချယ်တယ် processing button လေးတွေကိုနှိပ်တယ်ဒါမျိုးအဲ့လိုမှမဟုတ်ဘဲနဲ့ကျမတို့အဲကွန်ပျူတာပိုင်းဆိုင်ရာပေါ့เนาะ software တွေကို develop လုပ်တဲ့သူတွေဒါမျိုးတွေကြတော့သူက အဲ့ဒါရှာတဲ့ကိစ္စတွေတို့အဲ့ဒါပေါ့နော်ဘယ်နေရာမှာဘာဖြစ်လဲဆိုအဲ့ဒါရှာတဲ့ကိစ္စတွေတို့အဲ့နောက်ကဆော့ဖ်ဝဲအသစ်တစ်ခုကို develop လုပ်ချင်တဲ့အခါမှာတုံးတာတို့အဲကျွန်တော်တို့က programming language တစ်ခုနဲ့ရေးပြီးတယ်ကျွန်တော်တို့ဆိုရင်အဲ GUI ပါတဲ့အဲ editor တွေကိုကျွန်တော်တို့ဆိုတုံးခဲ့တယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ GUI နဲ့ဖွင့်နေရတာနဲ့လေးတာနဲ့ပေါ့နော်ဒါမျိုးတွေကြောင့်မို့ကျွန်တော်တို့က CLI ကိုသုံးတာများပါတယ်အဲ့တော့ programmer တွေ technician တွေ technician တွေက command line interface ကိုသုံးတာများပါတယ် ဒီမှာတော့ operating system ရဲ့အကြောင်းရယ် operating system ထဲမှာအသုံးပြုရခါမှာအသုံးပြုပုံစံနှစ်မျိုးပေါ့နော်နှစ်မျိုးထဲမှာ command line interface ရယ် graphical user interface ရယ်နှစ်မျိုးထဲမှာ command line interface အကြောင်းကိုပြပြပေးသွားတာဖြစ်ပါတယ်အဲတော့ next slide မှာတော့ graphical user face graphical user interface အကြောင်းကိုပြပြပေးသွားမှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်